ီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးယောဂပိုးဆယ်မျိုးကိုကာကွယ်ပေးတဲ့ LifeWine ဆက်ပြမှဖြစ်ပါတယ်။ကျွန်တော်ဆိုင်နေတာပေါ့။ဟာ။ဘာလဲစားနေတယ်ကွာ။ဟိုຫມူရင်းအများကြီးထည့်ပြီးချင်းဆက်လေးတုတ်စားအောင်။ပြောရင်လည်းသေးအောင်ကြာလာပြီနော်။အေးဟုတ်တယ်။ຫມူဘာပိုကောင်းနေကွာ။ဘာဖြစ်လို့လဲဆိုတော့ຫມူဆိုပရိုတင်းနဲ့ရှိတယ်လေ။ဒါနဲ့ဟိုရေခဲတဲ့တိုင်မှာຫມူရင်းအများကြီးဝယ်ထားရယ်ကွာ။ဟမ်ရေခဲတဲ့တိုင်မှာ တော့မင်းဝင်ထားရဘယ်တော့တောင်ကြာနေပြီတိတ်တော့မကြသေးပါဘူးကတပတ်တော်ကျွန်တပတ်ကျော်တော့တော့ရှိပါဒါပေမဲ့စားလို့တော့ကောင်းပါသေးတယ်ဟာအဲ့လိုမလုပ်ရဘူးကွာမှုဆိုတာကအများကြီးဝင်ထားပြီးတော့စားနေတော့ပဲစားအဲမစားနိုင်တဲ့ဟာတွေကိုအဲ့လိုတိမ့်တိမ့်ထားအဲ့လိုမလုပ်ရဘူးမှုဆိုတာကြာတာနဲ့အများ UN နဲ့ပြင်ဆင်နေတယ် ျွန်တော်ခုဆွေးနွေးမယ့်အကြောင်းအရာတော့မို့ကျွန်တော်တို့အကျိုးရှိအောင်ဘယ်လိုမျိုးစားတော့မလဲဘယ်လိုမျိုးကျွန်တော်တို့တင်ဆက်မလဲဒီအကြောင်းအရာလေးဆွေးနွေးပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မှာစားတော့လို့ရတဲ့မို့အမျိုးအစားတော်တော်များများရှိပါတယ်မို့ကနေပြီးတော့ရရှိတဲ့အဟာရဓာတ်ကလည်းဟင်းသီးရွက်မှာရရှိတဲ့အဟာရဓာတ်နဲ့တိတ်ပြီးတော့ကွာခြားမှုမရှိတာကိုတွေ့ရှိရပါတယ်တချို့မို့အမျိုးအစားတွေမှာဆိုရင်ဟင်းသီးဟင်းရွက်တွေတောင်ပို့ပြီးတော့အစာအာဟာရပို့ပြီးတော့များနေတာကိုတွေ့ရှိရပါတယ်ဘယ်လိုမျိုးမို့ကျွန်တော်တို့ရွေးချယ်ဝယ်ယူတဲ့အခါမှာလည်းမိမိစားနိုင်တဲ့လောက်ပဲဝယ်ယူဖို့အရေးကြီးပါတယ်တကယ်လို့ မိုးတွေကိုအများကြီးဝင်မယ်ပြီးတော့အကြိုက်တိမ့်ထားမယ်ဒီလိုမျိုးတိမ့်ထားခြင်းဟာကျန်းမာရေးအတွက်မကောင်းပါဘူးပြီးတော့ဒီလိုမျိုးတိမ့်ထားခြင်းအပြင်မိုးမှာရှိနေတဲ့သဘောမှာပါဝင်တဲ့အစာအာဟာရတွေပြည့်ပြည့်ပြီးတော့ခန္ဓာကိုယ်အတွက်ဆိုးကျိုးရှိတဲ့ဓာတ်တွေဖြစ်သွားနိုင်ပါတယ်မိုးရဲ့ထူးခြားချက်ကတော့သူဟာအဆီဒက်ပေါမှုအင်မတန်နည်းပါးတာကိုလည်းတွေ့ရှိရပါတယ်ပြီးတော့မိုးဟင်းလျာတွေကိုချက်ပြုတ်တဲ့အခါမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမီနိုဓာတ်တွေကိုပြည့်ဝရရှိဖို့ရည်ကြီးပါတယ် တော့မှုဝင်းလျာချက်ပြုတ်တဲ့အခါမှာတလေးဆန်အသားငါဒါရိုင်နဲ့ရောနောက်ချက်ပြုတ်တို့လည်းတင်တော့ပါတယ်။ပြတ်တချို့လူတွေမှာမှုစားပြီးတော့ဘိုက်အောင်တယ်ဘိုက်နာတယ်ဘိုက်ကယ်တယ်ဒါမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။ဒါကဘာဖြစ်လို့လဲဆိုတော့မြောင်မြောင်စွာစားမိလို့လည်းဖြစ်နိုင်ပါတယ်။မြောင်မြောင်စွာစားမိတဲ့အခါမှာခန္ဓာကိုယ်ထဲမှာစားချေစနစ်ရှိပါတယ်။ဒီစားချေစနစ်ချေပြတ်တဲ့အခါမှာသူ့မှာပါဝင်တဲ့စားဟာရတွေကိုတို့ကျွန်တော်တို့ခန္ဓာကိုယ်မှုသုံးဆွဲနိုင်မှုလိုအပ်တဲ့နေရာတွေပို့ပေးပါတယ်။ဒီလိုမျိုးစားချေနေတဲ့အခါမှာ gas တွေဓာတ်ငွေတွေထုတ်ပါတယ်လူတန်းခန္ဓာကိုယ်ထဲမှာ gas reduction အဖြစ်ဘိုက်ထဲမှာကျွန်တော်စားမကြေတာ မီးမလဲဖြစ်တာအပြုတ်ဝင်နေတဲ့စိတ်မျိုးဖြစ်လာတာမျိုးတွေအီလေလဲဖြစ်တာမျိုးတွေဒါမျိုးတွေဖြစ်လာနိုင်ပါတယ်အဲ့တော့မိုးဆိုတာအဓိကအားဖြင့်အကြိုက်ထားမယ်ဆိုလို့ရှိရင်အနေဖြစ်စီလာနိုင်တယ်။အဲ့တော့မိုးအကြိုက်ထားမယ်စိတ်ကူးရှိရယ်ဆိုလို့ရှိရင် အကောင်းဆုံးကသူ့ရဲ့ကမ္မကောဖွဲ့စည်းမှုပုံစံမပြောင်းနေအောင်ပေါင်းတာလေးပြည့်နောက်ပြုတ်တာလေးပြည့်လုပ်ပြီးတော့တင်းထားမယ်။အဲ့လိုမျိုးပြောလို့ဟုတ်တယ်ဗျာ။ ဘယ်လိုလုပ်ပေးရမှာလဲကွာငါလည်းခုမှသိတာကျွန်တော်တို့ကမိုဟင်းလျာတွေကိုမချက်ပြုတ်ခင်မှာတန်ရှင်းလက်ဆက်တဲ့မှုရွေးချယ်ဝယ်ပြီးတော့တခြားစွာဆီချောက်ပြေးဖို့လည်းအရေးကြီးပါတယ်ပြောချက်ပြုတ်တဲ့အခါမှာမိုးရဲ့အတွင်းပိုင်းနေရာအထိအတွင်းမသားရဲ့အထိပါတခြားအကျအောင်ချက်ပြုတ်ပေးဖို့လည်းပို့ပြီးတော့တင်တော်ပါတယ်ပြောမိုးစားတဲ့အခါမှာမိုးဝယ်ယူတဲ့အခါမှာကိုစားနိုင်မဲ့ပမာဏအထိပဲဝယ်ယူတင်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးမိုးကာလကြာရှည်သိမ်းထားတယ်ရက်ကြာရှည်သိမ်းထားတဲ့အခါမှာ မှုထဲမှာရှိတဲ့ chemical တွေနေရာပို့ပြီးတော့ပုံစံပြောင်းသွားပါတယ်ပုံစံပြောင်းသွားတဲ့ခါမှာရေထိုးလေးအောင်နေကိုလက်မိန်မိသားဖြစ်တာမျိုးတွေပြီးတော့ခံမသိရင်အစာစိတ်တဲ့နဲ့စိုးကျိုးတဲ့ရောက်မှုတွေဒီအရမျိုးအထီကိုဖြစ်နိုင်တဲ့တို့ကြောင့်လည်းမျိုးပမာဏအများစွာဝယ်ယူထားခြင်းအနေနဲ့ရှောင်ကျဉ်သင့်ပါတယ်တကယ်လို့မမိဝယ်တဲ့ခါမှာပမာဏများစွာဝယ်ယူသွားမိပြီပြီးတော့ပို့နေပြီဒီလိုဆိုရင်ဘယ်လိုလုပ်မလဲဒီကြောင့်ရဆွေးနွေးပေးပါမယ်တကယ်လို့ပို့နေတဲ့မှုတွေကိုအလျားသားမဖြစ်ဖို့ပြီးတော့ chemical ဖွဲ့စည်းပုံတွေမပြောင်းဖို့အတွက်ကို ပြုတ်လိုက်တာမျိုးတွေပေါင်းလိုက်တာမျိုးတွေကြဲအောင်ချက်လိုက်တာမျိုးတွေဒီအမျိုးပြုတ်လုပ်ပြီးလို့ရပါတယ်ပြီးရင်ရေခဲတဲ့တွေအားလိုဟာမျိုးမှာကျွန်တော်တို့တန်ရှင်းတဲ့နေရာမျိုးမှာ၆တူရဲ့နေရာမျိုးမှာထားပြီးလို့ရပါတယ်ဒီလိုမျိုးဆိုရင်တော့ထားပြီးတော့စားသုံးပြီးလို့ဖြစ်နိုင်ပါတယ်ပြောအမျိုးစားမတူတဲ့ဟို၃လေးမျိုးကိုဒီပိုင်းနဲ့ချက်ပြုတ်စားတော့တာလဲကျမိုင်းနဲ့မတင်တော့လို့ဒီလာတွေ့ရှိချက်တွေရတွေ့ရှိရပါတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးပြုလုပ်ခြင်းအားဖြင့်ခန္ဓာကိုယ်မှာရှိနေတဲ့အစာချေမှုစနစ်ကို အဲထောက်ခံမှုလည်းရောကြစေတယ်ပြီးတော့ခန္ဓာကိုယ်အတွက်ကိုအစာအစိတ်သိမှုလည်းဖြစ်နိုင်မှုအခွင့်အရေးရှိတယ်လို့လည်းတွေးရှိရပါတယ်။ဒါကြောင့်မူစားတဲ့အခါမှာချက်ပြုတ်တဲ့အခါမှာလည်းသုံးလေးမျိုးအမျိုးအစားရှိတဲ့မူတွေကိုရောနှောပြီးချက်ပြုတ်တာကိုလည်းရှောင်နေနေပါတယ်။ဟုတ်ကဲ့ကျွန်တော်အခုဆွေးနွေးခဲ့တဲ့မူမှာဘာအားတွေပါဝင်လဲမူမှာပါဝင်တဲ့အဟာရတက်တွေဒီခန္ဓာကိုယ်အတွက်ဘယ်လိုအကျိုးပြုလဲပြီးတော့မူကျွန်တော်တို့ဘယ်လိုမျိုးသိသိလို့ရနိုင်လဲဘယ်လိုချက်ပြုတ်စားတောက်လို့ရနိုင်မလဲဆိုတာသိရှိမယ်ဆိုရင်ကျွန်တော်တို့မူကောင်းမွန်စွာ ပြုတ်စားတောက်ပြီးတော့ခန္ဓာကိုယ်အတွက်လည်းအားအတက်ပြည့်ဝနိုင်မယ်လို့ယူဆပါတယ်ခင်ဗျာဒါဆိုရင်လည်းဒီမိုတွေအကုန်လုံးလွှတ်ပစ်လိုက်တော့မယ်တန်ရှင်းလက်ဆက်ပြီးပရိုတင်းနဲ့မြန်မြန်ရတဲ့မှုအစ်တတွေကိုပဲတောက်ဝင်စားလိုက်ကြမယ်ကောင်းတော့ဘောကွာ။အော်ဒါနဲ့ငါတို့ခုနကကြာစံတုတ်ဆောင်ပါတော့။အဲ့တော့မင်းဟာကြာစံအောင်မတုတ်ခင်လက်ကိုသေးသေးချာဆေးရမယ်။အဲ့တော့လက်ကိုသေးသေးချာဆေးဖို့အတွက်လက်ဆောင်ထွက်ပေးကြတယ်။တကူရီတန်ရှင်းနဲ့ကြားမာရီအတွက် live point set တာ။ ရိတ်သမားခင်ဗျာဒီနေ့မှဆီလို့ရှိရင်ကျွန်တော် half fit အစီအစဉ်ရဲ့တင်ဆက်မှုမှာဆီလို့ရှိရင်เนาะပြည်သူများအတွက်ကျန်းမာပျော်ရွှင်ပြီးတော့အောင်မြင်တဲ့မိသားစုဘဝပိုင်ဆိုင်ရာကိုကျွန်တော်တို့အချမ်းကောင်းတွေပေးနေရတယ်ဖြစ်ပါတယ်ကျွန်တော်ပေးရတဲ့အချမ်းတွေလည်းလာပြီးတော့ပုံမှုပျော်ရွှင်ပြီးကျန်းမာအောင်မြင်တဲ့မိသားစုဘဝရဲ့ဖန်ဆင်းနိုင်နေမယ်လို့လည်းယူဆပါတယ်ခင်ဗျာအားပေးချူပြည်သူများအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပန်းနှံပြန်လာခဲ့ပါမယ်ကျွန်တော်ပြည်သူများအားလုံးပဲတဒါတဒါ ဒီအစီအစဉ်ကိုအဓိကကွန်ညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးရောဂါပိုးစဲမျိုးကိုကာကွယ်ပေးတဲ့ Lifeline ဆက်ပြမှာဖြစ်ပါတယ်။